ဒီစားအပ်ပါတဲ့ပြောင်းစုပါတိုင်းတန်းကြီးကိုဟောနမများခင်ဗျာဒီကနေ့ဟာပြည်တော်စုသမရမြန်မာနိုင်ငံတော်အစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြားမှာတနင်္ဂနွေလိုပြစ်ကတ်တိုက်ခိုက်မှုရပ်ဆိုင်သဘောတူစာချုပ် Issue by Ceasefire Agreement NCA ကိုချိုးဆိုနိုင်ခဲ့တာစနစ်ပြင်းပြောက်တဲ့မင်းနဲ့ရှိသောနေ့ပဲဖြစ်ပါတယ် ကိုလိုချင်းခံတမရမှာသဘောတူစာချုပ်စတင်လက်မှတ်ရေးထိုးခြင်းကပါဝင်ခဲ့ကြတဲ့တိုင်းတနင်္သာရက်ဖွဲ့စည်းအသီးသီးကတိုင်းသာကောင်းဆောင်များနောက်ငင်းညာရေးအတွေ့အကျိုးဆောင်ပေးခဲ့ကြတဲ့ပုဂ္ဂိုလ်များနိုင်ငံတကာအသိတက်တွေပြပြည်ရင်းအသိတက်တွေပြပြည်တော်စုကြီးတွင်းမှာရှိကြတဲ့တိုင်းအတိုင်းညီကိုမွန်မွန်များအားလုံး ကိုယ်စိတ်နဲ့ပြကျမ်းမှာခြားတာခြင်းတို့ဖြင့်ကောင်းကျိုးလိုရင်ဆန္ဒများပြော့ပါစီချောင်းနဲ့နိုင်ငံရေးရင်းချမ်းရေးအကျိုးကိုဆက်တဲ့တပိုးတူပြီးရှေ့ရှုဆောင်ရမ်းပါစီချောင်းစိရမေတ္တာတူတာရင်နှုတ်ခွန်းဆက်တာအပ်ပါလေဒီနေ့ချိန်မှာကျွန်တော်တို့တိုင်းပြည်ရဲ့ပဂတိလိုအပ်ချက်ဟာတည်ငြိမ်အေးချမ်းရေးပဲဖြစ်ပါတယ်တည်ငြိမ်အေးချမ်းမှုရှိပါမှ ပြည်သူလူထုဟာ ကောင်းမွန်စွာစီးပွားရှာနိုင်ပါမယ်။လုံခြုံစွာနေထိုင်နိုင်ပါမယ်။ခိုင်မာတိုးတက်တဲ့လူမှုစီးပွားဘဝများကိုလည်းကြီးစောက်နိုင်ပါမယ်။ဒါကြောင့်ပြည်သူလူထုနဲ့နိုင်ငံတော်ဖူဖူတိုးတက်ရေးအတွက်အခြေခံလိုအပ်ချက်တစ်ခုဖြစ်တဲ့ပြည်ငြိမ်အေးချမ်းရေးကိုရည်ကြည့်တဲ့လုံငါတစ်ခုဖြစ်ကျွန်တော်တို့အားလုံးမဆုံးမနစ်ဆက်လက်ဆောင်ရွက်သွားကြမှာဖြစ်ပါတယ်။ မိဘပြည်သူတိုင်းတိုင်းညီကိုမောင်နှမများခင်ဗျာလူလက်ရရှိပြီးတဲ့နောက်ပိုင်းပေါ်ပေါ်လာခဲ့တဲ့လက်နက်ကန်လမ်းစဉ်ချုပ်ငင်းစီမှုခေတ်ဆက်ဆက်အစိုးရတွေအနေနဲ့ညီလိုင်းမျိုးစုံနဲ့ဂျူပါဆောင်ရွက်ခဲ့ကြပါတယ်လက်ရှိအချိန်မှာလည်းပြည်သူညီညာရရှိဖို့တဲ့ဆက်လက်ဂျူပါဆောင်ရွက်နေကြဇေကလေးဖြစ်ပါတယ်ဒီနေ့မြေဖောက်ကာလအထည် ိုင်းတိုင်းကြီးကိုတွေတင်းတင်းမြဲမြဲစီစီလုံးလုံးဖြစ်လာမှာကိုဘလို့လားတဲ့ဤရင်ပြပအဖြစ်မောင်းအုပ်စုတွေကလည်းနီလန်းပေါင်းစုံအသုံးပြုပြီးနှောက်ရမှုမျိုးမျိုးပြုလုပ်နေတာကိုလည်းဒီကြီးစွာထားကြဖို့လိုအပ်ပါတယ်နှွားကိုရင်ကြားဆက်တတ်တယ်ဆိုတာကိုသိပါလေငါလေငါထုတ်ဘကိုရရောက်အစ်မျိုးမမွေးကြဖို့လည်းလိုပါတယ်ပြည့်အားဒီပြည့်ရမှာရှိသည်ဆိုတဲ့အဆိုစကားဟာ အဓိပ္ပာယ်အပြင်ဒုစရ၄နဲ့လှပြီး အမြဲသာဝရမှန်ကန်နေမဲ့အမှန်တရားဖြစ်တယ်ဆိုတာကိုလီဒါလိုက်နာခံရသွားကြဖို့လေလိုအပ်လှပါတယ်တိုင်းတိုင်းညူကိုမောင်းထမများခင်ဗျာဒီတော့ဒီနေ့ရင်းရဲနဲ့ပတ်သက်တဲ့ပြည်စုဆွေးနွေးမှုတွေဘိုင်းမှာ SCA နဲ့ပတ်သက်ပြီးလေးနဲ့ထားပြောကြားခဲ့ခြင်းဟာ SCA စာချုပ်ဟာကျွန်တော်နိုင်ငံအတွက်အရေးကြီးဆုံးလူ့ဘဝနေတဲ့ရင်းကျဲလုပ်ငန်းစီနယ်မှာ အဓိကအကြဆုံးအခြေခံလုံဆောင်ရမယ့်အချက်ပဲဖြစ်နေလို့ပါ NCA ကိုလက်မှတ်ရထုတ်ရခြင်းရဲ့ရွေးချက်ကတဏ္ဍာန်လေးပြစ်ခတ်တိုက်ခိုက်မှုရစဲရေးကတစဉ်ရည်ရှိတည်တဲ့ခိုင်ပြတဲ့ငြိမ်းချမ်းရေးရည်တည်ရတဲ့တိုင်းရင်းသားတွေရဲ့အခွင့်အရေးနဲ့ဒီမိုကရေစီရေးအတွက်ပဲဖြစ်ပါတယ်